ကိုကိုခွန်ဆိုတဲ့ကဏန်းလေးကိုဒါဦးနိုင်ကမွေးကဏန်းလေးတင်ပေးထားတာပေါ့ဒီနေ့ထဲမှာကိုကိုခွန်ဒီနှစ်ခါကြမယ်ဆိုပြီးတော့ဒါမွေးကဏန်းလေးတင်ပေးထားတာရှိတယ်နော်ဒါဦးနိုင်ရဲ့ YouTube အကောင့်မှာပေါ့နော်အဲ့တော့ဒီမွေးကဏန်းလေးကိုဒီဘက်မှာဒါဦးနိုင်ကငါးပရိတ်ကိုလည်းကြိုက်တဲ့အတွက်ကိုအဲ့မွေးကဏန်းလေးကိုထည့်ပေးလိုက်တယ်ပေါ့နော်မွေးကနန်းလေးကိုထည့်ပြလိုက်တယ်အဲ့တော့အဲ့မွေးကနန်းလေးကိုကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ကြပေါ့ဗျာနော် ကဲဟုတ်ပြီအဲ့တော့အဲ့မွေးကနန်းလေးကိုဦးနိုင်ကအရင်စပြမယ်နော်ငါးပရိတ်ငါးပရိတ်ကိုရှိပေါင်းငါအဲ့ဒီရှိပေါင်းငါကိုပရိတ်ငါနော်အဲ့ဒီပရိတ်ငါကိုဒီသုံးလုံးငါလို့ထည့်တာနော်အဲ့လိုငါလို့မထည့်ခင်ငါးပရိတ်သုံးညာငါနဲ့ရှိပေါင်းငါတယ်ပရိတ်ငါဒီသုံးလုံးငါလို့ထည့်တယ်အဲ့လိုထည့်ဖို့အတွက်ကိုဒီသုံးလုံးသုံးညာဒီသုံးလုံးသုံးညာဒီသုံးလုံးသုံးညာလို့သုံးညာလည်းသုံးချက်ကစားခဲ့မယ်ဒါပရမတ်တကက် ဒုတိယကံမှာအဲ့လိုတိုင်ပင်ကွာဝေးအတူတူပဲနှိမ့်ချအတူတူပဲเนาะငါးပရိတ်၃ည၅နဲ့ရှိပေါင်း၅ပရိတ်၅ဇောင်းသုံးလုံး၅เนาะသုံးလုံးပေါင်း၃ည၃လုံးပေါင်း၃ညဒီသုံးလုံး၃ညလို့ကစားတယ်ဒါဒုတိယကံအဲ့ဒီကနေပြီးတော့တိုင်ပင်ကွာဝေးအတူတူပဲเนาะငါးပရိတ်၃ည၅နဲ့ရှိပေါင်း၅ပရိတ်၅ဒီသုံးလုံး၅เนาะအဲ့လိုဖြစ်ပြီးညာနဲ့ဒီသုံးလုံး၃ညဒီသုံးလုံး၃ညဒီသုံးလုံး၃ညလို့သူကစားတယ်ဒါ စီးလိုင်းတိုင်မင်ကိုတည်လိုက်တာပေါ့နော်အဲ့ဒီလိုတည်ပြီးတာနဲ့ဒီပရမအကတ်မှာအဲ့ဒီပြည်စင်ကလေးကိုတည်တယ်တည်ပြီးတော့ဒီမှာဒီနေရာမှာတစ်ပရိတ်ဒုတိယကတ်မှာပြည်စင်လေးကိုတည်တယ်ဒီနေရာမှာနှစ်ပရိတ်တတိယကတ်မှာပြည်စင်လေးကိုတည်တယ်ဒီနေရာမှာသုံးပရိတ်နော်အဲ့တော့တစ်ပရိတ်ရဲ့ဇောင်းမှာ၉ပရိတ်နှစ်ပရိတ်ရဲ့ဇောင်းမှာ၈ပရိတ်သုံးပရိတ်ရဲ့ဇောင်းမှာ၇ပရိတ်ဆိုပြီးတော့ဒါပရိတ်နှစ်ခုပေါင်းရင်းကိုလည်းသူကတုံညလို့ပြန်ချုပ်တာပဲပေါ့နော်၁နဲ့၉နဲ့ပေါင်းတုံညနှစ်နဲ့ရှင်းနဲ့ပေါင်းတုံည 3နဲ့9နဲ့ပေါ့တုံရလို့ချုပ်တယ်ချုပ်လိုက်တော့ကောင်းပြီဒါဆိုရင်အဲ့ဒီပထမအကက်မှာနော်ဒီစခဲ့တဲ့ပရင်က3လေး8ဆိုတဲ့ကဏန်းရဲ့ဒီမှာစောင်းခဲ့တဲ့တုံရ9 8ဆိုတဲ့ကဏန်းရဲ့သူ့ရဲ့နောက်တစ်နှစ်မှာနော်ဒီမှာ3လေး8ဆိုတဲ့ကဏန်းလည်းထွက်တယ်တုံရ9 8ဆိုတဲ့ကဏန်းလည်းထွက်တယ်နော်ဒုတိယအကက်မှာလည်းအဲ့လိုပဲစခဲ့တဲ့6 6တုံရဆိုတဲ့ကဏန်းရဲ့ဒီစောင်းခဲ့တဲ့6တုံရ9ဆိုတဲ့ကဏန်းရဲ့ကဏန်းကတူးနေတယ်တူးနေတော့လေသူကသူ့ရဲ့နောက်တစ်နှစ်မှာနှစ်ခါထွက်တာပဲနော်တုံရ6 9လည်းထွက်တယ် 6 39ကိုလည်းထွက်တယ်နော်နှစ်ခါထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာဒီမှာစခဲ့တဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍရဲ့ဒီမှာစောင်းခဲ့တဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍရဲ့အဲ့ဒီကိုကိုခွန်းဆိုတဲ့ကဏ္ဍဒီဒီသူ့ရဲ့နောက်တနေ2025ခုနှစ်ထဲမှာနှစ်ခါထွက်မယ်ဆိုပြီးတော့နော်ဒါဥနံပြခဲ့တယ်အဲ့တော့အခုလောလောဆယ်အထိအောင်ကတော့တချိန်မှမထွက်သေးဘူးဒီပွဲမှာအဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍလေးကိုနော်ဒါမွေးကဏ္ဍလေးကို၅ပြိလေးကြိုက်တဲ့အတွက်ကို ခုနကကိုကိုခုံးလိုပဲတဲထည့်ပေးလိုက်တယ်ပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေထည့်ထိုးလိုက်ပါအရန်ကနန်းဆိုပေမဲ့လို့နောက်ထပ်တခြားနီးတွေလည်းရှိသေးတယ်ပေါ့နော်ဒါအချိန်လေးကိုငဲကွက်ပြီးတော့တခြားနီးတွေကိုတော့ခုနကမပြတော့ဘူးပေါ့နော်ဒီနှစ်ခါကြမယ်ဆိုတဲ့မွေးကနန်းစနစ်လေးကိုပဲခုနကပြပေးလိုက်တယ်ဟုတ်ပြီပေါ့နော်ဒါတဲပြီးတော့ဒီဘွဲမှာခြေစင်းလေးကိုတဲပြီးတော့ကနန်းဒဲတကွက်တဲ့ထိုးအောင်စနစ်လေးပေါ့နော်ရှီပေါင်းရှစ်ဝီပုံစံရှစ်ခွန်ခါကြားထဲမှာနှစ်နှစ်ချားတယ်ရှီပေါင်းခွန်ဝီပုံစံခွန်ခွန်ခါကြားထဲမှာနှစ်နှစ်ချားတယ်ရှီပေါင်း6ဝီပုံစံ6ခွန်ခါလို့ ကစားတယ်နော်အဲ့ဒီတော့အဲ့ဒီဒီစခဲ့တဲ့6ခွန်6ဆိုတာကိုတိုင်ပင်ကစားမှာပေါ့နော်ဟုတ်ပြီအဲ့ဒီတော့အဲ့7ပေါင်း8လို့ကြားတဲ့7ပေါင်း8ဝီပုံနဲ့8လို့ကြားတဲ့နှစ်ထဲမှာဒီပရိတ်8ကဒီ3လုံး8လို့ထည့်တယ်8ပရိတ်ကဒီ3လုံး8လို့ထည့်လိုက်တာ ਨੇ ဒီ4နှစ်1ဆိုတဲ့ကဏန်းကိုနော်4နှစ်1ဆိုတဲ့ကဏန်းကိုဒီ8ဒီလို8ကြောင့်နော် ဒီ၃လုံးပေါင်းရှိရှေ့ရပါပါဒီ၄လုံးပေါင်းရင်၃လို့ဖြစ်တာရဲ့အောက်မှာဒီနှစ်ပင်မှာကစားမဲ့ကစားကွက်ပြီးပရိရှိကဒီ၃လုံးရှိကြောင်၄နှစ်တစ်ဆိုတဲ့ကဏ္ဍကိုဒီနှလုံး၄ဒီနှလုံး2ဒီနှလုံး1ဆိုပြီးတော့ဖြီးပြီးတော့ကစားလိုက်တဲ့ကံမှာ633ညဆိုတဲ့ကဏ္ဍဒဲတကွက်ပဲရဒါပရမတကက်ဒါဆိုရင်ဒီခွန်ကဒီလိုခွန်ခွန်ခါလို့ထည့်တယ်ဒီနေ့တည်းမှာနော်ဒီနေ့တည်းမှာ ဒီ၃လုံးပေါင်းခြင်း၉ကပရိတ်၉လို့ကစားတယ်ပရမကတ်မှာ၈က၃လုံး၈လို့ကစားတယ်သူ့အောက်ကကဏ္ဍဒုတိယကတ်မှာဒီ၉ကဒီ၃လုံး၉လို့ကစားတယ်သူ့အောက်ကကဏ္ဍဒီ၃ည၃ည၆ဆိုတဲ့ကဏ္ဍကိုဒီခွန်ကဒီလိုခွန်လို့ဖြစ်ခဲ့တဲ့အတွက်ကိုနော်ဒီ၃လုံးပေါင်းခြင်းခွန်ခွန်ပါဝါဒီကဏ္ဍ၄လုံးပေါင်းခြင်း၂လို့ဖြစ်လိုက်တဲ့အောက်ကဒီနှစ်ပွဲမှာ၃ည၃ည၆ကို၃ည၃ည၆လို့ဖြီးလိုက်တဲ့အခါမှာတစ်ခွန်တစ်ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကတ်မှာ ရှေပေါင်း6ကဘီပုံစံ6ခွန်ခါလို့ထည့်လိုက်တယ်တဲ့တော့ဒီထဲမှာသူကြံတဲ့ထောက်ချက်တွေအများကြီးရှိတယ်နော်ဒါဥနဥနိုင်ကဒါဥနိုင်ရဲ့မိတ်ဆွေတွေကိုရှင်းရှင်းလင်းလင်းလေးမြည်စီခြင်းလို့တခြားမလိုအပ်တဲ့တောက်တွေကိုထည့်မှပြတော့နော်အဲ့ဒီ6ကဒီလို6လို့ကစားလို့အဲ့ဒီနှစ်ထဲမှာနော်ပရမဂတ်မှာပရိရှိကဒီသုံးလုံးရှစ်လို့ဖြစ်တာရဲ့အောက်ကကဏ္ဍကို၄နှစ်တက်ကို၄နှစ်တက်လို့သူဖြည့်တယ်နော်ဒီရှစ်ဖြစ်ခြင်းကြောင့် ရှစ်မှာပါလေးလုံးပေါင်းသုံးရှစ်လို့ဖြစ်ပြီးတော့ဖြည့်တယ်ဒုတိယကံမှာဒီခွန်ကဒီခွန်ကြောင့်နော်ဒီရှစ်ပြီးတော့မှပြိတ်ကိုကိုဒီလိုကိုလို့ဖြစ်တိုင်းအောက်ကဒီကနန်းကိုနော်ခွန်ဖြစ်ချင်းကြောင့်ဒီသုံးလုံးခွန်ခွန်ပါပါဒီလိုနှစ်လို့ဖြည့်ပြီးတာနဲ့တုံညာတုံညာ6လို့ဖြည့်တယ်ဒါဆိုရင်ဒုတိယကံမှာဒီ6ကဒီ6လို့ဖြစ်လို့ရှစ်ပြီးပြီကိုပြီးပြီဆိုတော့ဒီမှာတုံညာအဲ့ဒီတုံညာကိုလေဒီသုံးလုံးတုံညာလို့လှမ်းထည့်ပရိတ်တုံညာကိုဒီသုံးလုံးတုံညာလို့လမ်းထည့်လို့သူ့အောက်က၄၈၄ခွန်၈ဆိုတဲ့ကဏန်းကိုနော် ဒီ6ကဒီ6လို့ဖြစ်ခဲ့တဲ့အတွက်ဒီနေရာလေးမှာဒီ3လုံး6ကို6ပါပါဒီ4လုံးပေါင်းရင်1လို့သူကစားခဲ့တဲ့အတွက်4ခွန်8ကိုဒီလို4ဒီလို9ဒီလို8လို့ဖြည့်လိုက်မယ်ဆိုရင်ဒါ78နှစ်ဆိုတဲ့ကဏ္ဍဒဲတကွက်ပဲရတယ်ပေါ့နော်အဲ့တော့ပရမကတ်မှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ပရိရှိက3လုံး8လို့ထောက်လိုက်တာရဲ့ဒီကဏ္ဍကိုဒီ3လုံး8 4လုံး3လို့ထည့်တာရဲ့အောက်မှာ4နှစ်1လို့ဖြည့်ပြီးကစားတယ်ဒုတိယကတ်မှာဒီ9ကဒီလို9လို့ကစားလို့ တုံညာတုံညာ6ဆိုတဲ့ကဏ္ဍကိုဒီ3လုံးခွန်ကခွန်ပါပါ4လုံးပေါင်း2လို့ထည့်ရရဲ့အောက်မှာတုံညာတုံညာ6ကိုတုံညာတုံညာ6လို့ကစားတယ်။ဟုတ်ပြီဒါဆိုရင်ဒီတတိယအကံမှာပေါ့နော်တတိယအကံမှာဒီတုံညာဒီ3လုံးတုံညာလို့ကစားခဲ့လို့4ခွန်8ဆိုတဲ့ကဏ္ဍကိုဒီ3လုံး6က6ပါပါဒီ4လုံးပေါင်း2လို့ကစားလို့4ခွန်8ကို4ခွန်8လို့ဖြစ်မဲ့ဆိုရင်ဒါ8 8 2ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုရတယ်ပေါ့နော်8 8 2ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုရတယ် ကဲဟုတ်ပြီဒါဆိုရင်ဒါရှစ်ရှစ်နှစ်ကြိုက်တဲ့မိတ်ဆွေတွေနော်ဒါရှစ်ရှစ်နှစ်ဒဲ့ပေါ့ဒါသူကတော့အားကြမ်းမလို့ကိုကိုခွန်ကြိုက်တဲ့မိတ်ဆွေတွေကတော့ကိုကိုခွန်ကိုအာထိုးရင်လည်းထိုးလိုက်ပေါ့ဗျာဦးနိုင်ကတော့အဆင်ပြေတယ်လို့ထည့်ပြီးသားတော့ကဲကောင်းပြီဒါဆိုရင်ရှစ်နှစ်လုံးအပူနဲ့ကိုကိုခွန်လည်းပြပြီးပြီရှစ်နှစ်လုံးအပူနဲ့ရှစ်ရှစ်နှစ်လည်းပြပြီးပြီဒါဆိုရင်ဒီမှာပူးနေတဲ့ကဏ္ဍတစ်ခွက်လေးလေးချော့ဆိုတဲ့ကဏ္ဍကိုရှစ်နှစ်လုံးအပူနဲ့ဦးနိုင်ကဆက်ပြီးတော့ပြပြီးနော် ဒီ site ကလေးကိုစောင့်နေတာပေါ့လေနော်ပထမတော့ဒီကနန်းလေးကိုပါအောဖြစ်နေကစားဖို့ပဲသို့တော့ဒီကနန်းလေးကိုပါအောမကစားဘဲနဲ့ပါအောကနန်းလေးကိုတော့နောက်ထပ်ကနန်းလေးတစ်ခွက်ကိုပဲကစားလိုက်တယ်ပေါ့နော်အဲ့တော့ဒီကနန်းလေးကသူကမတ်တက်ကလေးနဲ့ကစားမှာပေါ့နော်ဒီနေ့ထဲမှာ၃တုံညခုံးဆိုတဲ့ကနန်းပတ်လေဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်အဲ့မှာတခုရှိတယ် နောက်တစ်ခါဒီနှစ်ထဲမှာ33ခုဆိုတဲ့ကဏ္ဍပတ်လေပြန်ကြဖြစ်နေကစားတယ်နောက်တစ်ခါ33ခုဆိုတဲ့ကဏ္ဍပတ်လေပြန်ကြဖြစ်နေကစားတယ်ဒါ3ခု3ခက်ရှိတယ်3ခက်ရှိတော့နော်3ခက်ရှိတော့ဒီ3ခု33ဆိုတဲ့ကဏ္ဍပတ်လေပြန်ကြလို့ကစားပြရတယ်တနေ့ချပြီးသူ့ရဲ့ဒီဘက်နှစ်မှာ345ဆိုတဲ့ကဏ္ဍပတ်လေထွက်တယ်သူထွက်တော့မဲ့အချိန်မှာသူ့ရဲ့ဒီဘက်မှာတပင်းနပင်း3ပင်း4ပင်းဆင်းလိုက်3နောက်ပိတ်ထောက်ပြီးတော့မှ345ပတ်လေထွက်တယ် ီမှာလည်းအဲ့ဒီလိုပဲ339ခွန်ပတ်လေပြန်ကြလို့ကစားပြီးတာနဲ့တနေ့ချပြီးဒီဘက်နှစ်မှာ345ပတ်လေထွက်တယ်။သူထွက်တော့မယ်ဆိုရင်လည်း1နှစ်3 4မြင်မှာ3နောက်ပိတ်လို့ထောက်ပြီးတော့မှသူထွက်တယ်။နော်ဒါတရားဥနဲ့အခြေတုံးဝင်ရှင်းမပြတော့တာကအကုန်ရှုပ်ကုန်မှာဆိုလို့နော်345ဖြစ်စင်နေအများကြီးပါတယ်နော်။အခုဒီမှာလည်း339ခွန်ဆိုတဲ့ကဏ္ဍပတ်လေကြီးသူပြန်ကြဖြစ်နေကစားတယ်။ကစားတော့သူ့ရဲ့တနေ့ချပြီးဒီဘက်နှစ်မှာနော်345ဆိုတဲ့ကဏ္ဍပတ်လေသူထွက်တယ်။ထွက်တော့မယ့်အချိန်မှာလည်း3နောက်ပိတ် နော်တပင်းနှစ်ပင်သုံးပင်လေးပင်မှာ၃နောက်ပိတ်လို့ခံပြီးတော့မှာ၄ငါးတော့ဆိုတဲ့ကနံပါတ်လေဒါသူထွက်ခဲ့တယ်။နောက်ထွက်ခဲ့တော့အဲ့ဒီဒါကစားတဲ့စနစ်လေးထဲမှာဒါသူအလုတ်လုတ်သွားပြီ၃၃ညခွန်ပတ်လက်တွေလည်းကျခဲ့တယ်၃၄ငါးပတ်လက်တွေလည်းကျခဲ့တယ်နော်အဲ့တော့အဲ့ဒီ2023မှာအဲ့ဒီ၃၄ငါးဆိုတဲ့ကနံပါတ်လေဒီနော်တခြား site ကလေးတွေနေရောဒါတူတော်မောင်တဲတဲပေါ့နော်အထူးမွေးကနံထုတ်ခဲ့တာအဲ့ဒီအချိန်မှာသူအောင်သွားတယ်ပေါ့နော်နော်အထူးမွေးကနံထုတ်ခဲ့တာ 3 4 5ဆိုတဲ့ကဏ္ဍပတ်လေသူအောင်သွားတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီဖြစ်စင်နေရနေပြီးတော့ဘာတွေထပ်ပြီးတော့ကစားချင်တာလေဆိုတော့ဦးနိုင်ကဒီ3 3ကုံပတ်လေပြန်ကြလို့ကစားရတယ်သူရဒီဘက်နှစ်မှာနော်သူရဒီဘက်နှစ်မှာနှစ်နောက်ပိတ်ကဗရိနှင်းလို့ကစားတယ်နှစ်နောက်ပိတ်ကဗရိနှင်းလို့ကစားရရဲ့အောက်ကအနံတိလေးကူးဆိုတဲ့ကဏ္ဍဒီနော်ပုံဒီ၄ဗရိလို့ဖြစ်ရမယ်နှစ်နောက်ပိတ်ဗရိနှင်းရဲ့အောက်ကတိလေးကူးဗရိပုံဒီ၄ဗရိဒီ တနည်းနည်းသုံးနည်းလေးနည်းငါးနည်းမြောက်တဲ့မှာဒီကနေ့ဒီဒီမှာထွက်မှာသူထွက်တော့မဲ့အချိန်မှာ၃လေး၅ပတ်လေထောက်မယ်၃နောက်ပိတ်လို့ထောက်မယ်တပင်းနှစ်ပင်း၃ပင်မှာလာထွက်တယ်ဒီကနေ့လေးကဒီမှာလာထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲ၃ညာ၃ခုဆိုတဲ့ကနေ့ပတ်လေလည်းပြန်ကြဖြစ်နေကစားတယ်ကစားတော့သူ့ရဲ့ဒီဘက်နှစ်မှာနော်ပထမနှစ်ပြီးတော့အခုဒီမှာတစ်တစ်နောက်ပိတ်ကြောင့်ဗရိတ်တစ်လို့ကစားတယ်တစ်နောက်ပိတ်ကြောင့်ဗရိတ်တစ်လို့ကစားပြီသူ့အောင်မှာတစ်တစ်နှစ်ဆိုတဲ့၄ဗရိတ်တီတနည်းနည်းသုံးနည်းလေးနည်းငါးနည်းမြောက်တယ်မှာဒီမှာလာထွက်မှာ ဒီကနေ့ညဒီမှာလာထွက်မှာထွက်တော့မဲ့အချိန်မှာလဲပထမကတ်ကလိုပဲ3 4 5ဆိုတဲ့ကဏ္ဍပတ်လဲထောင်းမယ်3နောက်ပိတ်ထောင်းမယ်တပင်းနှစ်ပင်း3ပင်မှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်3တုံညခွန်ဆိုတဲ့ကဏ္ဍပတ်လဲရလဲသူကစားခဲ့ပြီးပြီအဲ့တော့ဒီဘက်နှစ်မှာနော်ပထမအကတ်မှာ2နောက်ပိတ်2ပရိဒုတိယကတ်မှာ1နောက်ပိတ်1ပရိအခုတတိယကတ်မှာ3ညနောက်ပိတ်က3ညပရိလို့ကစားပြီးတာ ਨੇ သူ့အောက်က၄ပရိကဏ္ဍသည်တစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်မြောက်ထဲမှာထွက်ချင်တာထွက်ချင်တော့ ၃၄၅ပတ်လေလေလူထွက်ထားတယ်၃နောက်ပိတ်လေထောက်ထားတယ်တပင်းနှစ်ပင်းသုံးပင်းဒီနေရာလေးမှာဒါဦးနေကလေးလေးချောက်ဆိုတဲ့ကနန်းလေးကိုကစားချင်တော့တာပေါ့နော်သူပေးမယ်ဆိုရင်ကတော့လုံးဝကစားခွက်ကောင်းတယ်ပေါ့နော်အဲ့တော့ဒီကနန်းလေးကိုဒါဦးနေတို့က15ချိန်လုံးမှာပေါ့နော်15ချိန်လုံးကဒီကနန်းလေးကိုဗာပန်ဩကနန်းအဖြစ်နဲ့ဦးနေကစားခဲ့ဘူးတယ်နော်အဲ့တော့ဒီပွဲမှာဒါဦးနေရဲ့မိတ်ဆွေတွေကိုဒီကနန်းလေးကြိုက်တဲ့သူပါတယ်ဆိုလို့ယင်နော် ဟိုပောက်အောင်လို့ပေါ့နော်ပောက်တော့လေအတူတူပြောရတာပေါ့ဗျာဥနဲ့လေရောရတာမဟုတ်ဘူးနော်ပောက်တော့လေအတူတူပြောရတာပဲနော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါလေးလေးချော့ဆိုတဲ့ကဏ္ဍလေးကိုကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပေါ့နော်15ချိန်တော့ကအဲ့ဒီကဏ္ဍလေးကိုဒါဥနဲ့ငါပါဩကဏ္ဍဖြစ်နေကစားခဲ့သေးတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်အဲ့ဒီတော့ဒီလေးလေးချော့နဲ့ပတ်သက်လို့နော်နောက်ထပ်ပြမယ်ဆိုရင်ကတော့ရကြရည်အများကြီးရှိတယ်သို့တော့အချိန်လေးကိုငဲွက်ပြီးတော့ ါလေးလေးချောက်ဆူတဲ့ကနန်းကိုဒဲပဲဒါဦးနဲ့ငါရေးပေးထားတယ်တိုက်တဲ့မိတ်ဆွေတွေအာပြီးတော့ထိုးလိုက်ဒီရှင်းရှင်းနဲ့လည်းဒဲလို့တော့ရေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေအာထိုးလိုက်ကိုကိုခွန်လည်းဒဲလို့တော့ရေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေဒါအာပြီးထိုးလိုက်နော်အင်မတန်ကောင်းမွန်တဲ့စိုက်လေးတွေဖြစ်ပါတယ်နော်အာဥနိုင်ကဥနိုင်ကြိုက်တဲ့ကနန်းကိုပဲပန်တူတန်အော်ဂနန်းဆိုပြီးတော့ရွေးချယ်ပေးရခြင်းဖြစ်တယ်တကယ်တမ်းကျတော့ဒီကနန်းတွေကလည်းအရန်ကနန်းဆိုပေမဲ့လို့ဘယ်ကနန်းမဲ့ဖြစ်ဖြစ် ပေါက်သီးဖြစ်နိုင်တာပဲပေါ့နော်အရင်ကနန်းလည်းပေါက်နိုင်တယ်အော်ကနန်းလည်းပေါက်နိုင်တယ်နော်ဘရားနေနေပေါက်သီးဖြစ်နိုင်တယ်ပေါ့ဦးနိုင်တော့လည်းတကယ်တမ်းကျပေါက်သီးရဘရားလဲဆိုတာမသိဘူးရေကိုလည်းရမ်းလုံနေရတာရမ်းလုံနေရတာဆိုတော့ကိုမြင်တာကိုတွေ့တာလေးတွေကိုတော့အခုလိုဖြစ်စဉ်ကလေးတွေကိုတီမီပြီးတော့ကြားတယ်ကစားကွက်မျိုးလေးတွေကစားပြတယ်စီကြောလေးတွေနဲ့ကြားတယ်ကစားကွက်လေးတွေကစားပြတယ်လုံးကောက်စနစ်နဲ့ကြားတယ်ကစားကွက်လေးတွေကိုကစားပြတယ်ပေါ့နော်